ယခုရောက်ရှိနေတဲ့နေရာကတော့စကိုင်းမြို့စကုမော်ဘုံရင်ကျောင်းထဲကို ရောက်ရှိနေတာဖြစ်ပါတယ်။အလုံးမြင်ရတဲ့အတိုင်းပဲစကိုင်းသရာအဟောင်းအင်းဝသရာလို့လည်းခေါ်တယ်။သရာကြီးကမလ28ရက်နေ့ကငလင်တန်းကြောင့်ပြိုကျပျက်စီးထားတဲ့အနေအထားကိုတွေ့ရတယ်။1934ခုနှစ်ကဒါအင်္ဂလိပ်တွေတိဆောက်ခဲ့တဲ့သရာကြီးပေါ့။ကျော်ဒီသရာမှာဆိုရင်ယထာလမ်းပါတယ်။ကားသွားလို့ရတဲ့ကားလမ်းပါတယ်။နောက်လူသွားလို့ရတဲ့လူသွားလမ်းပါ ဆိုအရန်အားထားတဲ့တရားကြီးပေါ့လေ1934ကနေ2025ခုနှစ်အထိဆိုတန်းအားဖြင့်62နှစ်ရှိပြီပေါ့ဒီ62နှစ်တန်းမှာဒီတရားကြီးကနှစ်ကြိမ်ပြိုကျခဲ့ပြီးသွားပြီဗျပထမတစ်ကြိမ်ကတော့ဒုတိယကမ္ဘာရှစ်ကဂျပန်တွေဝင်လာတော့ကျွန်တော်အင်္ဂလိပ်တွေအဖောက်ခွဲဖျက်ဆီးထားခဲ့တယ်ဒါကျွန်တော်တို့ဖာစာပါလာအစိုးရလက်ထက်မှာပြန်လည်ပြင်ဆင်ပြီးတော့တိဆောက်ခဲ့ရတယ်ဒါယခုဒုတိယတစ်ကြိမ်2025ခုနှစ်မလ28ရက်နေ့မှာ ငလင်လောက်ခတ်ပြီးတော့ပြင်အားပြင်းငလင်လောက်ခတ်ပြီးတော့ဒုတိယအကြိမ်ထပ်မံကြိုးကျသွားခဲ့ပြီပေါ့မြင်ရတဲ့အတိုင်းပဲဗျတရားအကန့်၁၀ကန့်လောက်ရှိတဲ့ဒီမှာ၆ကန့်လောက်ဖြိုကျသွားတယ်ဗျတရားကြီးอ่ะဆိုရင်အဲအခုနောက်ပိုင်းမှာတော့ဒီစကိုင်းတရားတကြီးထက်ဆောက်ပြီးသွားတဲ့နောက်ပိုင်းမှာပေါ့ကားရတော့တိတ်မသွားတော့ပြီမယ်လို့ယထာအဓိကအားထားပြီးသွားတယ်ပေါ့ဒီတရားကြီးကိုဖြတ်ပြီးတော့ဒီ AR မြစ်ကိုဖြတ်ပြီးတော့ဒီတရားဘုံကနေဒီယထာကြီးသွားနေရတယ်ပေါ့ ဒါမန္တလေးကနေမှဒီစကိုင်းမုံရွာစသဖြင့်မြจีนာမြန်မာပြည်အထက်ပိုင်းကိုရထားနဲ့သွားခြင်းလေဆိုရင်ဒီတရားကြီးကိုဖျက်ပြီးသွားကြတာပေါ့အခုတော့ဒီတရားကြီးကပြိုကျသွားတဲ့အတွက်မြန်မာပြည်အထက်ပိုင်းကိုသွားတဲ့ရထားခီးစင်နေရတော့လောလောဆယ်အထိတော့မသွားပြစ်နိုင်လောက်တော့ဘူးလို့ထင်တယ်ဗျအဲလောလောဆယ်ကားတွေဆိုင်ကယ်တွေလူတွေနဲ့ကုန်စည်တွေအတွက်ကတော့ကျွန်တော်တို့စကိုင်းတရာ active ဘက်ကနေသွားနေတယ်။အ ဒါသကိုင်းသရာအတစ်ကလည်းကျွန်တော်တို့ဒီဘက်မှာတစ်ချက်ရှိတယ်။သကိုင်းသရာအတစ်ကလည်းကျွန်တော်တို့ဒီငလင်တန်ကြောင့်ပျက်စီးမှုတွေနည်းနည်းရှိနေတယ်ခင်ဗျာ။ဒါသူတို့တက်ဆိုင်ရာတာဝန်ရှိသူပြန်လဲစစ်ဆေးပြီးတော့သရာကြန့်ခိုင်မှုကိုပြန်လဲစစ်ဆေးပြီးတော့မော်တော်ကားတွေကိုပြန်လဲဖြတ်တန်းခွင့်ပေးတာကိုတွေ့ရတယ်။ဒါပေမဲ့ဒီကုန်ကားတွေပေါ့ဒီကုန်တင်ရင်တွေစီတဲရင်တွေဒီကုန်ကားကြီးတွေကိုတော့ဖြတ်တန်းခွင့်မပေးထားရတာကိုတွေ့ရတယ်ခင်ဗျာ။ဒီစီတဲကားတွေကုန်ကားတွေရင်ကြီးတွေ ကတော့ကျွန်တော်ဒီ ARD မြစ်ကန်းကိုဖြတ်ပြီးတော့ဒီဇက်နဲ့ကူးကြတယ်ခင်ဗျာဇက်တင်မောနဲ့ကူးကြတယ်ဆိုဟိုးတရာအောင်မှာလမ်းမြင်နေရတဲ့ဇက်တင်မောလေးကိုမြင်နေရတယ်ခင်ဗျာအဲ့ဒီလိုမျိုးဇက်တင်မောနဲ့ကျွန်တော်တို့တစ်ဖက်ကန်းနဲ့တစ်ဖက်ကန်းနဲ့ကုန်စီစီစီမှုပြုတ်လုံနေရတယ်ပေါ့ဒါကတော့ဒီငလင်းချောင်းနောက်ဆက်တွဲကြုံရတဲ့အခြေအနေလေးတွေပေါ့ဒါဒီစကိုင်းတရာအစ်စ်နဲ့စကိုင်းတရာအဟောင်းအင်းဝတရာပေါ့ကြားမှာဆိုရင်ကျွန်တော်ဒီမှာနေနေရတဲ့အတိုင်းပဲဒီရေချိုးနေကြတယ်ပေါ့စကိုင်းသူစကိုင်းသားတွေရဲ့ ကိုလည်းတန့်စင်ရအဝတ်လျှော့ဖို့ရဒီချိုးစိတ်ကလေးပေါ့ဒါကျွန်တော်ဆရာမျိုးမငင်းရဲ့ဒီချိုးစိတ်တစ်ချင်းကိုတော့တတိယစေပါတယ်ဟုတ်ကဲ့လက်ရှိစကိုင်းတရားအဟောင်းခေါ်အင်းဝတရားရဲ့အခြေအနေပဲဖြစ်ပါတယ်ခင်ဗျာ